အင်အန်နုစကန်တွေကိုဘုံကျဲဖျက်ဆီးပြီးနိုင်ငံသားရေးမူဝါဒစွန့်စားကမ်းဖွင့်လိုက်တဲ့ဒေါ်နယ်ထရန့်အီရန်ရဲ့နျူကလ িয়ার စခန်းကိုဝန်တားရတဲ့ဆုံးဖြတ်ချက်ကဒေါ်နယ်ထရန့်အတွက်တော့အကြီးမားဆုံးစွန့်စားကမ်းဖြစ်ပါရင်အစ္စရေးရန်စစ်ပွဲမှာဝင်ပါဖို့တင့်မတင်နှစ်ပတ်အချိန်ယူစောင့်ကြည့်မယ်လို့အင်ဖီရောကလူသိရှင်ကြားကြေညာခဲ့တာရပ်ပိုင်းလေးပဲရှိပါသေးတယ်။ဒီကြေညာချက်ထွက်ပြီးနောက်တစ်အမှာပဲအမေရိကန်ကအီရန်ရဲ့အရေးကြီးတဲ့နျူကလ িয়ার စခန်း၃ခုကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါရင် ဒီကိစ္စကြောင့်ဒေတာရင်းပဏိပခတွေကတော့ပိုပြင်းထန်လာမှာအမှန်ပါပဲ။ထရန့်ကနှစ်ပတ်ကိစ္စအာရုံလွှဲပြီးအီရန်ကိုအလင်းဝင်တိုက်ခဲ့တယ်လို့ဖြစ်နေခဲ့ပါရင်အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြောင်းကိုတမရဂျွန်နယ်ထရန့်ကကိုယ်တိုင်အတည်ပြုခဲ့တာပါ။သူ့ရဲ့ True Social လူမှုကွန်ရက်စာမျက်နှာကနေကြေညာခဲ့တာဖြစ်ပါရင်ဒီကြေညာချက်မှာတော့အမေရိကန်ပြည်ထောင်စုကအီရန်မှာရှိတဲ့နျူကလ িয়ার စခန်း၃ခုစလုံးကိုလေကြောင်းတိုက်ခိုက်မှုတွေနှုတ်ဆောင်ခဲ့ပြီးပါပြီလို့တိတိကျကျဖော်ပြထားခဲ့တာပါ။ပြင်မထားခံရတဲ့နျူကလ িয়ার စခန်းတွေကတော့ Fordo, Natanz, Aswan တို့ပါပဲ။ ထရိုင်ရဲ့ညင်ညာချက်ထဲမှာတော့ဒီတိုက်ခိုက်မှုဟာအလွန်အောင်မြင်တဲ့တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့အခိုင်အမာပြောထားခဲ့တာပါအထူးသဖြင့် Fordo Nuclear Scan ကိုဘုံနဲ့အကုန်ကျဲချနိုင်ကြောင်းတိုက်ခိုက်ပြီးနောက်ပိုင်းလည်းအားလုံးလည်း AN လေးပိုင်းနဲ့ထဲကနေဘေးကင်းကင်းနဲ့ထွက်ခဲ့နိုင်ကြောင်းအသေးစိတ်ရေးသားထားခဲ့တာဖြစ်ပါတယ်ထရိုင်ရဲ့စကားလုံးနေထဲမှာကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့အမေရိကန်သူရဲကောင်းတွေကိုဂုဏ်ပြုပါတယ်လို့လည်းချီးကျူးထားပါတယ်နောက်ပြီးဒါမျိုးလုံးနိုင်တဲ့တခြားစစ်တပ်ကကမ္ဘာပေါ်မှာမရှိပါဘူးဆိုပြီးလဲမန်နေတိုင်းတက်ပြခဲ့သေးတာပါ ဒါအပြင်ခုချိန်ကငင်းချင်းရဲ့အတွက်အချိန်တန်ပါပြီဆိုပြီးလည်းအလေးနဲ့ပြောကြားခဲ့တာဖြစ်ပါရင်တဘောကတော့ဒါမျိုးတွေဆက်မလုပ်ချင်တော့ဘူးဆိုတဲ့အသေးပဲပါပဲတော်တော်လေးလဲတက်နိုင်တဲ့ trend လို့ပြောမှာပါ ဒီနေ့ကြောင်းတိုက်ခိုက်မှုကလည်းရှိဖြစ်ပွားနေတဲ့ Israel Iran စစ်ပွဲကိုရဲမြောင်းနေမှာဖြစ်ခဲ့ပါတယ်။စစ်ပွဲအစမှာအမေရိကန်ကဝင်မပါဘူးဆိုတဲ့သတင်းတွေထွက်လာခဲ့သေးတာပါ။နောက်ပိုင်းကျတော့ကာကွယ်ရေးမှပဲဝင်ပါမယ်ဆိုပြီးဖြစ်လာပြန်ပါတယ်။အဲဒီနောက်ပိုင်းမှာလည်းစစ်ပွဲတွေဝင်ပါဖို့နှစ်ပတ်စောင့်ကြည့်မယ်လို့လေးတန်းပြစ်ခဲ့ပြီး Iran ကနည်းနည်းအေးသွမ်းချိန်မှာဝင်တိုက်ပြစ်ခဲ့တာပါ။ဒီတိုက်ခိုက်မှုရဲ့အဓိကရည်ရွယ်ချက်ကတော့ Iran ရဲ့နျူကလ িয়ার လက်နက်ပိုင်းဆိုင်မှုကြိုးပမ်းနေတာကိုဖျက်ဆီးဖို့ပါပဲ။ ဒီစပွဲတဲ့ကိုအမေရိကန်ဝင်လာတဲ့အတွက်အီရန်ဘက်ကဘယ်သူတွေဝင်ပါအောင်လဲဆိုတာတော့သိချာမသိရသေးပါဘူးဒီလိုစွပ်ပတ်မှုကအမေရိကန်အတွက်လည်းစွန်စားရရပါရင်ဒါပေမဲ့ဒေါ်နယ်ထရန့်ကအခုမှမလုပ်ရင်ဘယ်တော့မှလုပ်လို့ရတော့မှာမဟုတ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဝင်တိုက်ခဲ့တာပါဒီလိုမဟုတ်ဘဲအီရန်ရဲ့လက်ထဲနျူကလ িয়ার လက်နက်ရာသွားခဲ့ရင်တော့ပိုပြီးဆိုးတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်ဒီတိုက်ခိုက်မှုမတိုင်ခင်ကလည်းထရန့်တယောက်အတော်လေးအလုံများခဲ့ရပါလေတင်စစ်သမောကြီးတွေရွှေ့ပြောင်းလာတာထရန့်ရဲ့နျူဂျာစီခီးစင်ကိုချိန်တိုတွင်းဖျက်ချောက်ပြီးဝါရှင်တန် DC ကိုအမြန်ပြန်သွားတာအင်ပီရိုရောက်တာနဲ့အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ ဘဲဥပုံရုံးကမ်းမှာချက်ချင်းအစည်းအဝေးလုပ်ခဲ့တာတွေကအေရန်ကဝင်တိုင်းမဲ့ကိစ္စအတွက်လို့ယူဆရမှာပါဒီတိုက်ခိုက်မှုပြီးမှပဲအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေတာရာဟုကကမ်မရာထရန့်ကိုဂုံပြူချောင်းပြောခဲ့ပါတယ်အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုအမေရိကန်ရဲ့ကြီးကျယ်ခံထားတဲ့စွမ်းအားနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်ချက်ဟာတမိုင်းတွင်စီမဲ့တတိရှိမှုစသဖြင့်ချီးကျူးနေကြတာပါ သူတို့အချင်းချင်းသတင်းလွေလွေဆိုသလိုပါပဲအချင်းချင်းကပ်မြောက်နေကြတာဖြစ်ပါရင်အစ္စရေးရဲ့စစ်စင်ရေး Rising Lion ကအန်ဩစရာကောင်းတဲ့အောင်မြင်မှုတွေရခဲ့ပေမဲ့အခုတိုက်ခိုက်မှုကတော့အမေရိကန်ရဲ့ပြန်ရွယ်ကင်းမှုကိုပြသခဲ့တာဖြစ်ကြောင်းထပ်ပြောခဲ့တာပါ။နောက်ပြီးငြိမ်းချမ်းရေးဆိုတော့ဒီလိုခွန်အားကနေလာတာဖြစ်ကြောင်းထပ်ပြီးပြောခဲ့ပါသေးတယ်။ဒါတွေကိုအီရန်ကဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ကိစ္စကလည်းစိတ်ဝင်စားစရာပါ။အရင်ဆုံးအီရန်အနုမြူစွမ်းအင်အဖွဲ့အစည်းကနေတုံ့ပြန်မှုထွက်ပေါ်လာခဲ့ပါရင် သူတို့ကနျူကလ িয়ার စကန်၃ခုတိုက်ခိုက်ခံရကြောင်းကိုတော့အတည်ပြုခဲ့တာပါဒီလိုတိုက်ခိုက်ခံရပေမဲ့နျူကလ িয়ার တဲအောင်ကြီးညဉ့်ဉန်းမှုလက္ခဏာတစုံတရာမရှိကြောင်းနဲ့အနည်းနာမှာနေထိုင်သူတွေအတွက်အန္တရာယ်မရှိနိုင်ဘူးလို့အမှန်ကန်ခဲ့ပါတယ်။နောက်ပြီးဒီတိုက်ခိုက်မှုဟာနိုင်ငံကဥပဒေကိုစန့်ကျင်နေကြောင်းအထူးသဖြင့် MPD ကိုလည်းလုံးဝစန့်ကျင်နေကြောင်းဖော်ပြခဲ့ပါတယ်။ MPD ဆိုတာကနျူကလ িয়ার လက်နက်မပြန်ပွားရေးစာချုပ်သဘောတူညီချက်တွေပါပဲ။ကမ္ဘာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးထိန်းချုပ်ဖို့ရှင်းချဖို့နဲ့နောက်ဆုံးမှာဖျက်သိမ်းဖို့ရည်ရွယ်ပြီးချုပ်ဆိုထားတဲ့နိုင်ငံကသဘောတူညီချက်ဖြစ်ပါတယ်။ 1968ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပြီး1990ခုနှစ်ကျမှစတင်အသက်ဝင်ခဲ့တာပါ။နောက်ပြီးသူတို့ကနိုင်ငံတကာအမှုမြူဆွမ်းရင်အေဂျင်စီ IAEA ကိုပါဝေဖန်ခဲ့ပါတယ်။ဘာလို့လဲဆိုရင်အီရန်ရဲ့ဖိနှိပ်မှုအဲ့ဒီဖိနှိပ်မှုတွေကိုအားပေးအားမြောက်လုပ်နေမှုလို့ကြောက်ပါပဲ။နောက်ပြီးအီရန်ရဲ့နျူကလ িয়ার လုပ်ငန်းတွေကရပ်တန့်သွားမှာမဟုတ်ဘူးလို့လည်းထပ်ပြောခဲ့တာပါ။အခုတိုက်ခိုက်ခံခဲ့ရတဲ့နျူကလ িয়ার စခန်းတွေကအီရန်အတွက်တော့အရန်ကြီးပါတဲ့နေရာမှာရှိနေတာပါ။သူတို့ရဲ့နျူကလ িয়ার အစီအစဉ်တွေထားမြောက်ဖို့ဒီစခန်းတွေကမဖြစ်မနေလိုအပ်နေပါရင်ပထမဆုံးဖြစ်တဲ့ ဖော်ရိုးနျူးစကန်ဆိုရင်မြေအောက်မီတာ80လောက်မှာနည်းနည်းရှိုင်းရှိုင်းတည်ဆောက်ထားတာပါအဲ့ဒါကြောင့်အစ်စရေးရဲ့ဘယ်လက်နဲ့ကောမှမကြောက်ပါဘူးဒီစကန်ကိုဖျက်ဆီးနိုင်တာကအမေရိကန်လုံးပေါင်3000ဘန်ကာဖြန့်ဘုံကြီးတွေပဲရှိပါတယ်နတ်တန်ဆိုရင်လည်းအီရန်ရဲ့အကြီးဆုံးနျူကလ িয়ার စကန်ကြီးဖြစ်ပါတယ်ဒီစကန်ကယွေနီယံကို60ရာနှုန်းထိကျွဲဝအောင်လုပ်နိုင်စွမ်းရှိနေတော့ပါစကန်ကိုအားဖြင့်ကွန်ကရစ်အလွှာတွေနဲ့ခက်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 တည်ဆောက်ထားတာကြောင့်အကာအကွယ်ကောင်းလာပါတယ်ဒါပေမဲ့ဒီစကန်ကလည်းအမေရိကန်ရဲ့လက်နက်ကိုခံနိုင်မှာမဟုတ်ပါဘူး Aspahan Nuclear Scan ကတော့ UNIAN ပြောင်းလဲရေးကိစ္စကိုလုပ်ပါတယ်ဒီ scan က nuclear လောင်စာဆီထုတ်လုပ်ရေးကွင်းဆက်မှာအရေးပါတဲ့ခန်းကဏ္ဍကနေရှိနေတာပါအီရန်တောင်ဝင်းရှိသူတွေကတော့ဒီကိစ္စဖြစ်လာမှာကိုစိုးရိမ်နေကြတာပါအခုလို quality ဖြစ်လာတော့သူတို့လည်းစိုးရိမ်စရာမလိုတော့ပါဘူးဒီအချိန်တိုင်းကအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အရာတိုလာအလီခါမေနီကအမေရိကန်ဝင်ပါရင်ပြန်လည်ပြင်ဆင်လို့မရတဲ့အထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်မယ်ဆိုရင်အောက်လေနဲ့ချင်းချောက်ခဲ့တာပါ အီရန်သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကလည်းအမေရိကန်ဝင်ပါလာခဲ့ရင်ဒေတာရင်းပဋိပက္ခကနေဒေတာရင်းစစ်ပွဲကြီးဖြစ်သွားနိုင်တယ်လို့သတိပေးခဲ့တာပါ။နောက်ပြီးဒီလိုတွေဖြစ်ခဲ့ရင်ဒေတာရင်းမှာရှိတဲ့အမေရိကန်စစ်ကမ်းတွေအမေရိကန်ပိုင်ဆိုင်မှုတွေကသူတို့ရဲ့အကြီးကားပြင်မဲ့ဖြစ်မယ်လို့လည်းသတိပေးခဲ့ပါသေးတယ်။အခုတော့အဲဒီကိစ္စတွေကတကယ်ဖြစ်လာခဲ့ပါပြီ။အီရန်ကဘယ်လိုတုံ့ပြန်အောင်မလဲ။နျူကလ িয়ার စကမ်းတွေဖုံးကျဲခံရပြီးနောက်ပိုင်းကာမေနီကအမေရိကန်ကိုပြင်းပြင်းထန်ထန်လက်တုပ်ပြန်သွားမယ်လို့ပြောခဲ့ပါရင်ပြီးတော့အစ္စရေးဘက်ကလည်းဒုံးကျည်တွေနဲ့ထပ်ပြစ်နေခဲ့တာပါ။ တခြားထူးထူးခြားခြားတိုက်ခိုက်မှုတွေကတော့ဖြစ်မလာသေးပါဘူး Trump ရဲ့စကားထဲမှာအငိုင်းမိသွားခဲ့ရတဲ့အတွက်ခံပြင်းနေပုံနဲ့ရနေခဲ့တာပါနောက်ပြီးအီရန်ရဲ့အချုပ်အခြာအာဏာနဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့နီလန်အားလုံးကိုအသုံးပြုသွားမယ်လို့လည်းပြောခဲ့ပါတယ်ဒီစကားက Trump ကမ်းလန်းထားတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုစန့်ကျင်နေတာပါ။အီရန်ကအမေရိကန်ကိုရောအစ္စရေးကိုပါလက်တော့ပြောင်းမယ်လို့ချင်းချောက်တာလည်းဖြစ်ပါရင်။အီရန်ကမဟာမိတ်လက်နက်ကိုင်တွေဖြစ်တဲ့လက်ဘနွန်က Hezbollah, Yemen ကဟူသီနဲ့အီရတ်ကပြည်သူ့စစ်အဖွဲ့တွေကိုအသုံးပြုပြီးအစ္စရေးကိုဝင်တိုက်နိုင်ခြေလည်းရှိနေတာပါ။ ဒေါ်နယ်ထရန့်ကလည်းအစားကတည်းကအပြည့်ပြောထားမိသားဖြစ်ပါရင်အီရန်ကငြိမ်းချမ်းရေးလမ်းကြောင်းကိုမလျှောက်ရင်တိုက်ခိုက်မှုတွေဆက်ပြီးဖြစ်နေအောင်မှာပဲလို့ပြောကြားထားတာပါ။ဒီအခင်းချင်းကပဋိပက္ခတွေကိုပိုတင်းမာစေလာတော့အမှန်ပါပဲ။ကုလသမဂ္ဂဥရောပသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကထင်းထင်းသိမ်းသိမ်းလုပ်ဖို့တန်တမန်နီးလန်းတဲ့အဖြစ်ရှင်းဖို့တိုက်တွန်းနေကြပေမယ့်စင်ပွဲကပိုပြီးနယ်ရှိုင်းလာနေပါပြီ။နှစ်ဖက်စလုံးကလည်းသူ့ရည်တီချမ်းတဲ့သူခိုင်မာနေတာကြောင့်ငြိမ်းချမ်းရေးကိစ္စဆိုတော့အလန့်ဝင်နေပါရင် အီရန်ကသူ့နိုင်ငံရဲ့တည်ပေါ်အတွက်နီလန်အလုံးကိုတုံးသွားမယ်လို့ကြေညာသွားခဲ့တာပါ။စီရေးတုံ့ပြန်မှုတွေအပြင်ပင်လယ်နီနဲ့ဟော့စမော့ရေလံကြားကိုတိတ်တော့အောင်အီရန်ကလုပ်နိုင်ပါရင်အဲ့ခါကျရင်ရေနံစေးတွေတက်စကော့စေးတွေကျပြီးကမ္ဘာစီးပွားရေးလဲအကြံအသေးကိုရောက်သွားနိုင်တာပါ။နောက်ပြီးတခြားနိုင်ငံတွေကိုပါစစ်ပွဲတွေခေါ်လာနိုင်ခဲ့ရင်ဒေတာရင်းစစ်ပွဲကြီးဖြစ်သွားနိုင်ပါရင်အဲ့ဒီအချိန်တွေမှာရုရှားတို့တရုတ်တို့မြောက်ကိုရီးယားတို့ပါပါလာခဲ့ရင်အားလုံးဆွေးနွေးနေတဲ့ကမ္ဘာစစ်ကြီးဖြစ်သွားမှာပါ။အချိန်တွေကမိပေါင်မြင့်နေတာဖြစ်လို့ အဲ့လိုမဖြစ်ဘူးလို့လည်းတန်အမပြောနိုင်ပါဘူး။အီရန်ကဝင်တန်းရတာထရန်အတွက်လည်းမလွဲလောက်ပါဘူး။ဖြစ်သမျှကိုသူပဲခေါင်းခံရမှာပါ။ရွေးကောက်ပွဲဝင်တဲ့အချိန်တုန်းကထရန်တယောက်စစ်ပွဲကိုမဖန်တီးပါဘူးလို့ကြေပေးခဲ့တာဖြစ်ပါရင်နောက်ပြီးစစ်ပွဲတွေဝင်ပါမယ်ဆိုရင်ကွန်ကရစ်ကိုအစီရင်ခံပြီးမှခွင့်ပြုချက်တောင်းရမှာပါ။အခုတော့ထရန်ကသူ့အဖွဲ့နဲ့သူဆုံးဖြတ်လိုက်ပုံပါပဲ။အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုပုံချတဲ့ကိစ္စကထရန်အတွက်တော့ဖြေရှင်းလို့ရနိုင်ပါသေးတယ်။ဘာဖြစ်လဲဆိုရင်အီရန်ကိုမျိုးလန်းနဲ့မပိုင်ရအောင်ဝင်တားစီတာဖြစ်နေလို့ပါဒါပေမဲ့နောက်ဆက်တွဲစစ်ပွဲတွေလည်းဝင်ပါခဲ့ရင်တော့ထရန့်လည်းရှင်းစရာကိစ္စတွေပိုများလာမှာဖြစ်ပါရင် ရိုက်တာတင်းဌာနကတော့အီရန်ကိုအခုလိုဝင်တိုက်တဲ့ကိစ္စကဒေါ်နယ်ထရန့်ရဲ့တမရတက်တန်းတစ်ခုမှအကြီးမားဆုံးနိုင်ငံခြားရေးမူဝါဒစွန့်စားကမ်းဖြစ်တယ်လို့ NLD နဲ့မေယာမိုးရီနဲ့ပြည်내နေတယ်လို့လည်းသုံးသပ်ထားကြတာပါအဲ့ဒါကထရန့်ကမ်းလန်းထားတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်မအောင်မြင်ခဲ့ရင်ဖြစ်လာမယ့်အကျိုးဆက်ပါပဲလေးလာသူတွေကတော့ထရန့်ရဲ့ဒီလိုလုံရက်တရားအီရန်ကိုလက်တော့ပြန်ဖို့တွန်းအားပေးနိုင်တယ်လို့ယူဆထားတာပါအရှိမပြောထားခဲ့တဲ့ဂုံတွေရေးလမ်းကြောင်းတွေပိတ်ပစ်တာဒေတာရင်းကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်တာအစ်စတွေးကိုဒုံးကျည်တွေနဲ့ပိုတိုက်ခိုက်တာတွေအပြင် ကမ္ဘာတဝန်းကအမေရိကန်နဲ့အစ္စရေးရဲ့အကျိုးစီးပွားတွေကိုအကြမ်းဖက်တိုက်ခိုက်တာတွေအထိဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။နောက်ပြီးထရန့်ကအရင်သမ္မတတွေဖြစ်တဲ့ဂျော့ချ်ဘူးတို့အိုဘားမားတို့ပါဝင်ခဲ့တဲ့အီရတ်စစ်ပွဲအာဖဂန်စစ်ပွဲတွေကိုအမြဲရှုတ်ချခဲ့တာဖြစ်လို့အခုလောက်ရကအပြောနဲ့မညီဘူးလို့လည်းဝေဖန်ခံနေရတာပါ။တချို့ကလည်းထရန့်ကအီရန်နဲ့နျူကလ িয়ার အစီအစဉ်သဘောတူညီချက်ဆွေးနွေးပွဲကိစ္စကိုခြေလုံးချတော့ဖြစ်နေလို့အခုထိဖြစ်ရတာဆိုပြီးတော့ဝင်ထုံးနေကြပြန်ပါတယ်။ အင်ပီရောရရှိသူကတော့ Trump ဟာအီရန်ကိုနျူကလ িয়ার လက်နက်ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးလို့မရမှန်းသိတော့ပါဒီလိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ရတာဆိုပြီးခုခံပြောဆိုခဲ့တာပါနောက်ပြီးဒီကိစ္စကအမှန်ကန်တဲ့လုံရဲဆိုပြီးထောက်ခံခဲ့ပြန်ပါတယ်အစပိုင်းမှာ Trump ကဒီစစ်ပွဲအကြောင်းကိုလေ့လာနေပြီးဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားနေခဲ့ကြောင်းရွေချက်အောင်မြင်မှုရာဂိုင်းတော့အပြည့်ရှိတော့မှသာဝင်တိုက်ခဲ့တာဖြစ်ကြောင်းထပ်ပြောခဲ့တာပါဒါကြောင့်အီရန်ကလည်းနျူကလ িয়ার ကိုမရမကဆက်ထုတ်နေဦးမှာဖြစ်ပါတယ် လက်ရှိတိုက်ခိုက်မှုကြောင့်အီရန်ရဲ့နျူကလ িয়ার စကန်တွေထိခိုက်သွားလို့သူတို့အစီအစဉ်တွေနောက်ပြန်ဆုတ်သွားတယ်လို့ဖြစ်နေပေမယ့်အီရန်ရဲ့နျူကလ িয়ার လက်နက်ပိုင်းဆိုင်ခြင်းတဲ့စိတ်ကိုမီးပေါင်မြင်ပေးလိုက်တာတော့အမှန်ပါပဲပြောရရင်တော့အီရန်ကအီရန်ကရတဲ့ဝင်ဝင်တွေကိုနျူအစီအစဉ်တွေမှာပို့သုံးလာနိုင်ပါတယ်အဲဒါကြောင့်အခုတိုက်ခိုက်မှုကရေရှည်တည်မြဲနိုင်မယ့်ဖြေရှင်းမှုတော့မဟုတ်ပါဘူးအချိန်တိုင်းတာတစ်ခုထိတော့အဆင်ပြေနေအောင်ပါပါရရှိတွက်ဆိုရင်တော့စီးရင်ရကိုင်းတွေတာတဲ့တနမန်ရင်းရသွားတာကပိုတင်းတော်တယ်ဆိုပြီးတချို့တွေကထောက်ပြထားကြပါရင် ဒါပေမဲ့ဒီတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးတော့တန်တမန်ကြီးရသွားဖို့ပိုခက်ခဲသွားတာပါတချို့တွေကလည်းဒီတိုက်ခိုက်မှုဟာအမေရိကန် AF2 ရဲ့၄၆နဲ့ကြာစစ်ပွဲလိုပဲဖြစ်သွားလိမ့်မယ်ဆိုပြီးသုံးသပ်ကြပါမယ်။သတင်းဌာနတွေနဲ့ online ပေါ်မှာတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအမျိုးမျိုးသုံးသပ်နေကြတာပါ။ဆရာဆရာကြီးတွေရဲ့ကျေးဇူးနဲ့ဒါတွေကိုသိခွင့်ရနေတာဖြစ်ပါရင်တချို့ကလည်း Iran ရဲ့အမြင့်ဆုံးကောင်းဆောင်ကိုဖျောက်ချပြီးအစိုးရပြောင်းလဲရေးလုပ်လိုက်ရင်တမျိုးတစ်ပုံပြေးနေသွားလိမ့်မယ်လို့လည်းသုံးသပ်ကြတာပါ။ဒါပေမဲ့အီရန်ကောင်းဆောင်တွေကသူတို့ရှင်သန်မှုအတွက်အရင်ရှိတယ်လို့ခံစားရရင်မမြတ်တာတဲ့တိုက်ခိုက်မှုတွေကိုလုပ်နိုင်နေဆိုပြီးလဲစိုးရိမ်နေရပါတယ် တိမ်မတူးနေမတူးအချမ်းမှန်ဆန်ခင်းတဲ့ကိစ္စမျိုးတွေပါပဲဘလိုပဲဖြစ်ဖြစ်ထရန့်ကဒုတိယအကြိမ်တမ်မရာဖြစ်တဲ့တန်တန်း6လကြာမှာစွန်သားလုံးနဲ့ဆုံးဖြတ်မှုလုပ်ခဲ့တာပါအဲ့ဒီအတွက်လည်းအကြံအတည်းတွေရင်ဆိုင်ရမှာဖြစ်ပါရင်ပါကစ္စတန်နဲ့အိန္ဒိယကြားရင်ဝင်ဖြန်ပြေးပေးခဲ့လို့နာမည်ကောင်းလေးရတဲ့ထရန့်ကယူကရိန်းနဲ့ဂါဇာတို့ရဲ့စစ်ပွဲတွေမှာရောပါအောင်မလုပ်နိုင်ခဲ့တဲ့အတွက်ဝေဖန်ခံနေခဲ့ရတာပါ ဘာလဲဆိုရင်မဲဆွဲတုန်းကဒီစစ်ပွဲတွေအဆုံးသတ်ပေးမယ်ဆိုပြီးခရီးပေးခဲ့လို့ဖြစ်ပါရင်ပြီးတော့စစ်ပွဲအသစ်မစားဘူးလို့လည်းခရီးပေးထားတာပါဒါပေမဲ့အခုတိုက်ခိုက်မှုကတော့သူစကားနဲ့ပြောင်းပြန်ဖြစ်နေပါရင်အီရန်ဘလို့တုတ်ပြန်မလဲသူချင်းချောက်ထားတဲ့အတိုင်းပဲတုတ်ပြန်မလားဒါမှမဟုတ်ထရန့်ရဲ့ခေါင်းမောင်းမှုကိုအလျှော်ပေးမလားဘာရင်ဆက်ဖြစ်မလဲဆိုတာကိုတော့ရပိုင်းတွင်းအဖြစ်ပေါ်နိုင်ခြေရှိပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရင်ခင်ဗျာ